မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိပ်တိုက်ပွဲသတင်းကတော့ KNB နဲ့ Concrete မြို့မှာအောင်စေရစစ်စင်ရေးတပ်ရဲ့ကာကင်းစခန်းတစ်ခုကို KNL ကသိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ14ရက်နေ့မွန်လွယ်ပိုင်းမှာ Concrete မြို့ဒရန်ကူးကြီးရွာနဲ့ရွာတိကုန်းကြီးရွာအာရှလမ်းမကြီးအနီးမှာရှိတဲ့ ောင်စီရစိတ်ဆင်ရေးတက်ရဲ့ကာကင်းစခန်းတစ်ခုကို KNLA မဟာမိတ်တပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။စစ်တပ်အောင်စီရဒဏ္ဍူးနဲ့ရွာတေကုန်းထိပ်မှရှိတဲ့ကာကင်းစခန်းပေါ်အရင်က DKB ဘုံနာမကြတော့ဂိတ်ထိုင်နေတဲ့နေရာစစ်ကောင်စီရဲ့ရွှေချမ်းမင်းနောက်တန်းစခန်းထဲတော့ရွာထိပ်နဲ့ရွာတဲပေါ်အာရှလမ်းကို Wi-Fi ကနှစ်ရက်ရှိနေပြီပတ်ပြီးတော့ကျဲနေတာဒီမနက်လဲ Jet Fighter နဲ့လာပစ်သွားသေးတယ်အောက်ဘူတွေဘက်ကိုအဲ့ဒီဂျားကပဲကတ်ပြီးတော့ တက်သိမ်းလိုက်တာပါလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။လက်ရှိကော့ကရိတ်မြို့အနီးဝန်းကျင်မှာမေလ10ရက်နေ့ကနေ14ရက်နေ့အထိဒရန်ကူးရွာရွှေချမ်းမင်းကျောင်းနေရာနဲ့ရန်ကုန်ဖုန်ကြီးကျောင်းနေရာများမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကို KNL မဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေတယ်လို့ KNL မဟာမိတ်စစ်ကြောင်းတာဝန်ရှိသူတို့ကဆက်လက်ပြောပြထားပါတယ်။ဒရန်ကူးတနေရာတွေကိုပဲ112နဲ့လာကျဲနေတာနှစ်ရက်ရှိပြီးရွာကအိမ်တွေအကုန်လုံးပျက်စီးကုန်ပြီးစစ်တပ်ကရွာထဲမှာရှိနေတာရဲ့ ရွှေကြံမဲဘုံကြီးကျောင်းနဲ့ရန်ကုန်ဘုံကြီးကျောင်းဘက်ကိုကရင်အဖွဲ PDF အဖွဲတွေလာတိုက်နေတော့အကာအကွယ်မရှိအောင်လို့ဘုံတိတွေကျဲ drone တွေနဲ့လည်းကျဲပြီးတော့ဖြတ်စည်းနေတာမနစ်ကဟိုဘက်ရွာကော့ွယ်လဲအဲ့ဒီလိုပဲဘုံကျဲသွားတာအကုန်လုံးပြက်စည်းကုန်ပြီလူမရှိတော့ပေမဲ့ကျွဲတွေနွားတွေဝတ်တွေအကုန်လုံးထိပြီးတိတ်ကုန်တာလူတွေလည်းပြန်လို့မရဲသေးဘူးလို့ကရင်စီရေးသတင်းရေးမိကပြောပြထားပါဗျ လက်ရှိရပိုင်းအတွဲမှာ KNL မဟာမိတ်တပ်များရဲ့ထိုးစစ်ဆင်တက်ခတ်မှုကြောင့်အချက်ဖတ်အောင်စီရစစ်ဆင်ရေးတပ်တွေကိုအပိသက်ရှင်းလင်းရန်နောက်တန်းအထိုင်စခန်းရွှေကြံမင်းကျောင်းနေရာနဲ့တော်တော်ရေးတကွန်တောင်ဘက်ကျောကရှေ့တန်းစစ်ကြောင်းနေရာသာကျန်တော့ကြောင်းနဲ့စစ်ကူပြက်ရိတ်ခါပြက်ဖြစ်နေပြီဖြစ်ကြောင်း KNL ရဲ့မဟာမိတ်စစ်ကြောင်းတပ်ဖွဲ့ဝင်များရဲ့ပြောဆိုချက်များအရသိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကိုဥတီပြီးတော့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုလိုက်လံချေမုံတိုက်ခတ်ရာစစ်သားအလောင်းရှစ်လောင်းနဲ့လက်နက်ခဲများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာတရက်နေ့ကပခုတ်ကူမြို့တမတရက်တဲ့၎င်းရဲ့လက်အောက်ခံခလိုက်ရ254တိုက်ရင်တို့ပူးပေါင်းထားတဲ့စစ်တပ်စစ်ကြောင်းကအင်အားအလုံးရင်းနဲ့ ်မြိုင်မြို့နယ်ကိုဥတည်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလိုက်လံချင်းမုံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးတော့၎င်းတို့တွားကျင်တဲ့ရီမန်းချက်ပန်းတိုင်ကိုမရောက်ဘဲမေလ9ရက်နေ့မှာဗခုတ်ကူတပ်မတရတိတ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်တပ်စစ်ကြောင်းဆုတ်ခွာသွားပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားရာနေရာများကိုနေနေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာစစ်ကောင်စီတပ်သားအလောင်း၈လောင်းစစ်ကောင်စီတပ်သားများကန်ဆောင်အုံပြုတဲ့ MA1 အမျိုးအစားတပ်နက်တလက်၎င်းကြီး900ကျော်နဲ့ တခြားခဲယမ်းပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။မြန်မျိုးကိုလာဖို့စမ်းတာထင်းနေစစ်မှုထမ်းကလူတွေအုံပြုတ်ပြီးတော့အင်အားအများပြားနဲ့စစ်ကြောင်းထိုးလာတာပါ။နောက်ထပ်ခွေးသိထိခိုက်မှုသတင်းကတော့မကြားမိသေးဘူးလို့မြိုင်ပကဖကတောင်းရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါဗျ။၎င်းတိုက်ခိုက်မှုကိုပကဖစုဖွဲ့မှုတပ်၊မြိုင်ပကဖ၊ပောက်ပကဖ၊ပခုတ်ကူပကဖတိုက်ရင်တက်ပခုတ်ကူခရိုင်အမှတ်26ခွန်၁၄၅ဆက်ခွန်တိုက်ရင်ကျောင်းသားတက်မတော့ ABSDF ကမ္မတပ်ပေါင်းစု B+ တပ်ပေါင်းစုအညာမြေတပ်ပေါင်းစုဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF PLC တပ်ပေါင်းစု Bo Brother တပ်ပေါင်းစုဝင်းပလူးပြောက်ကြားတပ်ဖွဲ့အကွက်တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ကြကြောင်းတရေရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကိုးတိုင်းနတ်တလင်းမြို့နယ်ပြည်မုံရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားရှေ့ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ23ရက်နေ့မှာနတ်တလေးမြို့နယ်ပြေမုံရွာကနေထွက်လာတဲ့အင်အားတရာလောက်ပါဝင်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားရှေ့ဦးတေဆုံးသွားပြီးတော့ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်9ဦးမဆိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအားလုံးစိတ်မပြတ်ပါနဲ့ကျွန်တော်တို့တပ်ဖွဲ့တွေစစ်အာဏာရှင်အမြင့်ပြည့်ရေးအတွက်စူးစမ်းပြီးတော့တိုက်ခိုက်နေပါတယ်။အတွင်းသတင်းအရတော့ ဒဏ်ရာရတဲ့သူတွေများလို့ပြုစုနေရတယ်လို့သိရတယ်။တေသွားတဲ့စစ်ခွေးအလောင်းတွေကိုတော့အဝိတ်တွေနဲ့ထုတ်ထားတယ်တဲ့။တိုက်ပွဲကြာချင်းကတော့တနအီလောက်ကြာသွားပါတယ်လို့နတ်စစ်တီတပ်ဖွဲ့ကတောင်းရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတရင်သုံးရှစ်သုံးရက်တဲ့တရင်ကတက်ခွဲများဖြစ်ကြတယ်။တက်ခွဲ၃နတ်စစ်တီတပ်ဖွဲ့တက်ခွဲ၄ BIA တပ်ဖွဲ့တက်ခွဲ၄ Phoenix တပ်ဖွဲ့တက်ခွဲ၆ AR ညီနောင်တပ်ဖွဲ့နဲ့နတ်တလေးမြို့နယ်ပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်တပ်အတွင်းမှာစစ်တပ်ကတော်အပတ်စဉ်45ကဒုတိယဗိုလ်မှူးကြီးဂျီဝမ်းများကိုဗျူဟာမှုယာရုများကိုတိုးပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာစစ်တပ်ဗျူဟာမှုများအဖြစ်နိုင်ငံတော်ကာကွယ်တပ်ကတော်ចောင်းစင်းနေတဲ့က24ဦးကိုစတင်ယာရုတိုးခန့်အပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ပုံမှန်အပြောင်းရွှေ့လို့ပဲယူဆပါတယ်။ဒါပေမဲ့သူတို့ရှိကဗျူဟာမှုတွေကဘယ်ကိုရောက်သွားတာလဲ။ သေသွားတာလားကျသွားတာလားအဖမ်းခံရတာလားဗျူဟာမူး level တွေမှာကအဲ့ဒီလိုမျိုးတွေလည်းရှိတာကိုပြီးတော့တချို့ဗျူဟာမူးတွေကတော့စက်မတက်တော့ဘူးဆိုရင်တချို့ရက်ဘတ်တို့အရန်အင်အားတို့အဲ့လိုနေရာမျိုးတွေကိုပို့ပြတာတွေရှိတယ်ရှေ့ကဗျူဟာမူးတွေဘဲကိုရောက်သွားလဲဆိုတာကိုတော့စုံစမ်းနေသေးဖြစ်ပါတယ်လို့ CDM ဘိုးကြီးဇင်ရောကပြောပြထားပါတယ်လက်ရှိခန့်အပ်လိုက်တဲ့ဗျူဟာမူးများဟာ G1 ဆက်စစ်များဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့တပ်တွင်းထဲမှာဗျူဟာမှုအဖြစ်နဲ့ယာရူးတိုးနိုင်တာဟာ G1 A1 နဲ့ Q1 ဆိုပြီးတော့၃မျိုးရှိတော့လေလက်ရှိဗျူဟာမှုအဖြစ်နဲ့ခန့်အချင်းခံလိုက်ရတဲ့24ဦးစလုံးဟာဒုတိယဗိုလ်မှူးကြီး G1 ဆက်စစ်များဖြစ်ကြောင်းပြောဆိုထားပါတယ်။ဦးစီးအရာရှိပထမရန်စစ်ရေး A1 နဲ့ဦးစီးအရာရှိပထမရန်စစ်ထောက် Q1 များကတော့ယာရူးမတိုးပဲကြံခဲ့တဲ့အနေအထားရှိနေတယ်လို့ CDM ဗိုလ်ကြီးဇင်ရော်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းနယ်ရခိုင်အစပ်လေးမြနာတိုက်ပွဲမှာထိခိုက်ဒဏ်ရာရရှိသွားတဲ့စေကောင်စီတပ်ဖွဲ့ဝင်များကိုယာဒူးအလိုက်အဆင့်ခွဲခြားပြီးတော့စေကူတမှုပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေးမြနာတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိလာတဲ့စေကောင်စီတပ်ဖွဲ့ဝင်များကိုပသိမ်မျိုးအနောက်တောင်တိုင်းစစ်ဌာနချုပ် MLA စစ်စေးတပ်မဆရ၄မှာတည်ယူပို့ဆောင်ထားပြီးတော့ယာဒူးအဆင့်ကြီးတဲ့ဗိုလ်မှူးနဲ့ဗိုလ်ကြီးများကိုသာ ရန်ကုန်မင်္ဂလာတုံစစ်ဆေးရုံကြီးကိုပို့ဆောင်ပြီးတော့စေကူတမှုပေးနေတယ်လို့သိရပါတယ်။ဘုံမှုဘုံကြီးအစ်စ်တွေကိုပဲရန်ကုန်ကိုပို့ပြီးကုပေးနေတာ။အောက်ခြေတပ်သားတွေကိုတော့ပသိမ်ဆေးရုံနဲ့မဆာရလေးထဲမှာပဲထားပြီးတော့ကုနေတယ်။နည်းနည်းတက်တာတာနဲ့ ရှေ့တန်းကိုပြန်ပို့ဖို့အစီအမံတွေအကုန်လုံးလုပ်ထားပြီးပါပြီလို့တက်တွင်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ပြန်တန်းဝင်အရာရှိတွေကတော့ရန်ကုန်ကိုပို့ဆောင်ကုသနေပြီးတော့အခြားအဆင့်နဲ့တပ်သားများကိုတော့မဆရာလေးနဲ့ပတိန်ပြည်သူဈေးုံမှသာဈေးဝါကုသပေးနေတယ်လို့သိရပါဗျ။ဒါ့အပြင်ဈေးကုသရာကနေပြီးတော့တက်တာလာတဲ့တပ်ဖွဲ့ဝင်တချို့ကိုလေးမျက်နာနဲ့ရေကြီးမြို့နယ်တိုက်ပွဲများကိုပြန်လည်ပို့ဆောင်ပြီးတော့တိုက်ခိုင်းထားတယ်လို့ဒေသခံများထံကသိရပါဗျ။လေးမျက်နာမြို့နယ်မှာရှိတဲ့ အမြောက်တပ်အမတ်တ344အနီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အာရခတပ်တော် AA အပါအဝင်တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့များကြားမှာဖြစ်ပွားနေတဲ့တိုက်ပွဲဟာအနီးကပ်တိုက်ပွဲပုံစံဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်လေကြောင်းအကူအညီများပေးနေတဲ့အချိန်မှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်နေစီကို၎င်းတို့ရဲ့ဘုံစများပြန်လည်ထိမှန်မှုများရှိနေတယ်လို့သတင်းရင်းမြစ်ကပြောပြထားပါဗျ။အဲ့ဒီအခြေအနေကြောင့်ပသိမ်မြို့မှာရှိတဲ့စေယုံကြီးမှာဘုံစထိမှန်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားစေကူတမှုခံယူနေရတယ်လို့သိရပါဗျ။ စစ်ကောင်စီက AR နဲ့ရခိုင်အစက်ကတိုက်ပွဲများမှာပြီးခဲ့တဲ့မေလ9ရက်နေ့ကစပြီးတော့လေကြောင်းပစ်ကူနဲ့စက်တပ်လေထီပါရာမော်တာများကိုပါတုံးပြီးတော့ဘုံများကိုမိနစ်ပိုင်းသာချားပြီးတော့ကျဲချတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီပြန်လည်ထိန်းချုပ်နေတဲ့လာရှုံမြို့မှာမေလ12ရက်နေ့နေ့ရက်အချိန်မှာရဲဝတ်စုံဝစ်ကရဲအယောင်ဆောင်ထားတဲ့သူနှစ်ဦးကဆိုင်ကယ်လူရမှုဖြစ်ပွားသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ12ရက်နေ့လေတနအိအချိန်ကန်က လာရှိုးလေရင်ခွင်လမ်းမှာရက်ထားတဲ့ဆိုင်ကယ်ကိုရဲဝတ်စုံဝတ်ထားတဲ့ဒူနာဦးကစစ်ဆေးရန်ဆိုပြီးတော့ဆိုင်ကယ်တော့တောင်းပြီးယူဆောင်သွားခြင်းဖြစ်ကရက်ကွက်ကိုယုံကိုနောက်ကနေလိုက်ခဲ့ဆိုပြီးတော့ပြောသွားကြောင်းကာယကံရှင်နဲ့နီးစပ်သူကပြောပါတယ်လက်ထိတ်တွေလည်းပါတယ်တူးပေါက်လည်းဖြန့်ဆက်ပြီးတော့ဒီဘိန်းကခိုးဘိန်းနဲ့တူတယ်ဆိုပြီးရက်ကွက်ယုံကိုလိုက်ခဲ့ဖို့ခေါ်သွားတာ နောက်ကလိုက်သွားတော့ရက်ကွက်ယုံကိုသူတို့မလာဘူးလို့ပြောတာနဲ့ရဲစခန်းကိုတွားတိုင်ခဲ့ပါတယ်ရက်ကွက်ယုံကမတင်ငါတဲ့လူနှစ်ဦးကိုခေါ်ပြီးတော့ပြသေးတယ်သူတို့တော့မဟုတ်ပါဘူးဟိုနှစ်ယောက်ကအသက်20ကျော်ဗမာတွေပါလို့၎င်းကရှင်းပြထားပါတယ်လူရက်ခံရတဲ့ဆိုင်ကယ်ဟာကမ်ဘို SHN 56802အနဲ့ရောင်ဖြစ်ပြီးတော့တူးပေါက်ထဲမှာမှတ်ပုံတင်ပတ်စံ8 smart cap များပါရှိသွားကြောင်းလာရှိုးအမှတ်နဲ့ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါတယ် ်မေလာဆန်နေရနေမနက်9:00နာရီခန့်ကလည်းလာရှိုးရက်ွက်တဲမှာရှိတဲ့နေအိမ်တိုင်အိမ်ကိုလူ3ယောက်ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့အိမ်နီးချင်းတို့ကလှမ်းပြန်လိုက်တဲ့အတွက်တန်ချောင်းတီအော်ဟစ်တဲ့အတွက်အိမ်နီးနာချင်းတွေကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးလိုက်ရတယ်လို့သိရပါတယ်တအူးကိုတော့လက်ရဖမ်းမိပြီးနောက်အူးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်လာရှိုးကိုတရုတ်အကူကြီးနဲ့စစ်ကောင်စီပြန်လဲထိန်းချုပ်ပြီးတဲ့နောက်မှာဥပဒေလွှမ်းခြုံနိုင်မှုပြည်သူကိုအကာအကွယ်ပေးနိုင်မှုမရှိတဲ့အတွက်ဒေသခံများဟာတနေ့တခြားပုံမှုပြီးတော့စိုးရိမ်ထိတ်လန့်စွာနေထိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ဖေကုံမြို့အရှိချမ်းမှာရှိတဲ့ကျေးရွာတရွာကိုအကြမ်းဖက်ဆက်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ12ရက်နေ့မှာဖေကုံမြို့နယ်အတွင်းတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကဖေကုံမြို့အရှိချမ်းမှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ဖေကုံမြို့အရှိချမ်းမှာရှိတဲ့ကျေးရွာတရွာမှာနေထိုင်တဲ့ပြည်သူတအုပ်လက်နက်ကြီးကြီးစားထိမှန်ကပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျ။ကျေးရွာအမည်ကတော့ ်လုံခြုံရေးအခြေအနေကြောင့်ဖော်ပြလို့မရပါဘူးဖဲကုံမြို့အရှိချမ်းကရွာတွေကိုစစ်ခွေးတွေကလက်နက်ကြီးနဲ့ပစ်တာပြည်သူတအုပ်လက်နက်ကြီးဒဲမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတာပါပြည်သူတွေအနေနဲ့လုံခြုံရေးကိုအထူးဂရုပြုပြီးတော့တွာလာလှောက်ရှားကြဖို့အထူးသတိပြုဖို့မြစ်တာရက်ခံကြမှာတယ်လို့ဖဲကုံမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ